အောင်မြင်နေချိန်မှာရုတ်တရက်ကိုလွန်သွားခဲ့တဲ့တချိန်ကကလေးတယောက်ဆောင်သူတယောက်ဆောင်သူကတော့အချိန်မတန်ခင်မှာပဲဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရပါပြီသူကကလေးတယောက်ဆောင်ဘဝကလေးကပြစ်တဲ့အပြည့်မှုကိုရရှိခဲ့သူတယောက်ပါသူကအမတီဗီဖုန်းနဲ့လက်တွဲပြီးဇလံတွဲတွေရိုက်ကူးရင်းနဲ့ပြစ်တဲ့အခြေကိုရခဲ့သူဖြစ်ပါတယ်ဒီပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပြည်သက်အပြည့်မှုကိုခံမာရနေတဲ့သူကအောင်မြင်လန်းချောင်းပေါ်ရှောင်းလန်းနေတဲ့အချိန်မှာပဲကိုလွန်သွားခဲ့ရပြီဖြစ်ပါတယ် သူကအသက်ငငယ်လေးနဲ့အောင်မြင်တဲ့အလားအလာရှိတဲ့လူငယ်တယောက်မှုသူ့ရဲ့တည်ဆုံမှုကပြည်သက်တွေအတွက်ဝမ်းနည်းစရာဖြစ်ခဲ့ရတာဖြစ်ပါတယ်။လူပညာလောကမှာနေရာရဖို့ကြိုးစားနေတဲ့ချိန်မှာပဲမမျှော်လင့်ထားပဲအခုလိုသတင်းဆိုကြောင့်ပြည်သက်တွေရောအမှုပညာရှင်တွေပါအစိတ်မကောင်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။သူကတော့တန်တန်မာမာလူငယ်တယောက်မို့အခုလိုမျိုးအဖြစ်ဆိုးနဲ့ကြုံလိုက်မယ်လို့ဘသူကမှထင်မှားခဲ့ပေမဲ့မလွန်ဆန်နိုင်တဲ့တည်ခြင်းတရားကြောင့်ဘဝတစ်ပါးကိုကူပြောင်းသွားခဲ့ပါပြီ။မင်းသားချော်လီသူကတော့မက်စလာရှင်းနေမှာရီမတော်တဆမှုဖြစ်ပြီးမြောက်ကလာစေယုံမှာစီကူသားမှုခံယူနေခဲ့တာဖြစ်ပါတယ်။ ပြင်းထန်တဲ့ဥကောင်းဒဏ်ရာနဲ့စေကူသောမှုခံယူနေပေမဲ့ဆယ်ရက်နှစ်မနဲ့6နိုင်မှာပဲလောကကြီးကိုကြောခိုင်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။အသည်ငငယ်လေးနဲ့ကြောက်မက်မိခဲ့တရရဲ့ဖြစ်နေတဲ့သူရဲ့ကွန်နမှုကတော့အလုံးအတွက်အစိမ်းမကောင်းစရာတဲ့တဲ့ပုံဖြစ်ခဲ့ရပြီလည်းဖြစ်ပါတယ်။ပိတ်သက်ချစ်တဲ့အနုပညာရှင်သူလည်းကောင်းရာသူကိုယ်လေးလာပါစေလို့ဆုတောင်းပေးလိုက်ပါရနော်။